ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ KG Story Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီတစ်ခါမှာတော့ပရိသတ်တွေအတွက်စာရေးသူဆရာအကသောရေးသားထားတဲ့စုံမကြီးတော်ပြင်းနှင်းကျက်ဦးနှလုံးအပိုင်း53ကိုတင်ဆက်ပေးကြပါမယ်အစီအစဉ်လေးမစတင်ခင်မှာကျမတို့ရဲ့ Channel လေးကို Like and Subscribe လေးလုပ်ပြီးတင်သမျှဗီဒီယိုတွေကိုအချိန်နဲ့တပြေးညီသိရှိစေဖို့အတွက်ဘေးနားလို့ဒီဘဲလေးကိုနှိပ်ထားပေးဖို့လည်းတောင်းဆိုချင်ပါတယ်ကျမတို့အစီအစဉ်တင်ဆက်သူဟိမန်ကူကူဖြစ်ပါရစေရှင် မကြခင်ပရင်တကားပေါက်တီအတွင်ထဲမှာရွှေရောင်အလင်းနှံများလင်းချင်းလာခဲ့ပါရယ်ဗိုလ်တူဟာအဲ့ဒီအလင်းနှံတွေကိုတစ်ချက်မော့ကြည့်လိုက်ပြီးတဲ့နောက်음တိတ်မကြခင်မှာစိုက်ပိတ်ချင်ရောက်တော့မေမေပြင်းမှာပရင်မောက်စီကိုတက်ကြည့်လိုက်ရင်အဲ့ဒါနေထွက်လာမှာမဟုတ်လားဟုတ်တယ်ဒိုးဆိုင်ကနေထွက်ရင်ပိတ်တယ်လာထွက်မှာစဖွင့်နေကွဒါလည်းတမျိုးထူးဆန်းတာပဲနတ်တွေနဂါတွေမဟိတိရှင်တွေဆိုတာကညဘက်ရောက်မှလှုပ်ရှားကြက်စားတာမဟုတ်လားနေဘက်ရောက်တော့သူတို့လည်းအရှုပ်ရှုပ်ပြန်ပြီးတော့နားကြတာပေါ့ကွ ဘိုတူဟာဒေဟိုကုန်းတစ်ခုအတွင်စွပြုတ်ရီတမျိုးကိုချက်ပြုံနေပါရယ်မေပြင်းတတိထားမိတဲ့လောက်ကတော့စံတဲ့ဟင်ညာရီကိုလက်စားတနေပြီးအသက်ထပ်ပြီးမချက်တော့ပါဘူးစေးဘဝင်ပစ္စည်းတွေမေပြင်းတစ်ခါမှမမြင်ဘူးရေအပွင့်တွေအရက်တွေကိုအဲ့ဒီစွပြုတ်တွေကိုထဲချက်ပြီးရနောက်ပကံလုံးလေးတစ်လုံးအတွင်ကိုအဲ့ဒီစွပြုတ်အရေးတွေကိုစစ်ပြီးတော့လောင်းချလိုက်ပါရယ်စွပြုတ်အရေးရဲ့အကြောင်းမှာရွှေမော်များကျက်ပတ်ထားတဲ့အလားရွှေရောင်ထနေရပါဘိုတူကလေမန်တစ်ချက်အတွင်ကိုအဲ့ဒီပကံလုံးကိုထည့်ပေးလိုက်ပြီးနောက်မေပြင်းကိုလှမ်းပြီးထိုးပေးလိုက်ပါရယ်။ဒါကျမတောက်ဖို့လား။ မင်းတောက်လို့ရမလားဒါမမကြီးအတွက်မနက်စာစေးပဲအာမင်းကိုသွားယူပို့ခိုင်းတာဘာလို့ကျမမှာသွားပို့ခိုင်းရလဲမင်းကနာမည်အစ်မမရသေးတာကလေးမရဲ့ကဲသွားလိုက်လေကားခုနှစ်ခုရဲ့အလဲဆုံးလေကားနေတက်သွားရင်မမကြီးအခန်းကိုရောက်နိုင်တယ်လမ်းကတလန်းနဲ့ရှိအောင်ဆိုတော့မင်းမမှားနိုင်ပါဘူးမဲပြင်းမှာလင်းမန်းကလေးယူကအပြင်ကိုထွက်လာခဲ့ပါတယ်ဘိုးတူပြောတဲ့အတိုင်းပဲဆိုင်အတွင်းစားတောက်တဲ့သူတွေမှာတဖွဲ့ဖွဲ့နဲ့ထပြန်နေကြတာပါစံတဲ့ဝန်ထမ်းတွေကတန်ရှင်းရင်လုံနေကုန်ကြပါတယ် အပေါ်ရက်ကိုတတဲလေကားစီ9ဆင့်အရာအလဲမရှိတဲ့လေကားအတိုင်းမေပြင်းတယောက်ပြေးတက်သွားလိုက်ပါရယ်လေကားဆုံးမှာတော့တကားတစ်ချက်ပေးထားပြီးတကားဝမှာစာရီရေးသားထားပါသေးတယ်မေပြင်းကတကားအသားလေးတွန်းကြည့်လိုက်ရမှာတကားအလလိုပွင့်သွားပြီးတကားအနောက်မှာအပေါ်ကိုထိုးထောင်တက်သွားတဲ့ကြောင်လေးလေကားအခွေကြီးကိုမြင်တွေ့လိုက်ရပါရယ် ကြောင်လေလေကအခွေကြီးကိုကိုယ်ပတ်တန်းအတီမှာမျက်လုံးများလင်လာကခေါင်းပင်မူလာတယ်လို့ဖြစ်လာပြီးနောက်ဆုံးလေကအပေါ်ထိပ်အရောက်မှာအရက်မတောက်ရပဲမူနေတကယ်သူဖြစ်နေပြီးရွှေရောင်တကားတစ်ခုကိုတွေ့ရကြတကားကိုအသာထူလိုက်တဲ့အခါမှာတကားမှာအလိုလိုပွင့်သွားပါရဲ့အတွင်းကိုဝင်လိုက်တဲ့အခါမှာခန်းနာလာတဲ့ခန်းဝင်ပစ္စည်းတွေနဲ့အလားစင်ထားတဲ့အိတ်ခန်းတစ်ခန်းကိုတွေ့ရပြီးမဲ့ပြင်းမှာအခန်းအတွင်းလှက်ပတ်ကြည့်နေတဲ့အချိန်မှာသူ့ရဲ့အနောက်ကိုမမကြီးရောက်လာပါရဲ့ပုံမှန်ထက်ဆေးပို့နောက်ကျနေပါတယ်ထင်တာလက်ဆက်တော်တော်ညီလာနေရ哦ဝေး မေပြင်းမှာအနောက်ကနေအတန်းကိုကြားလိုက်ရတဲ့အတွက်လန်သွားကအနောက်ကိုယုတ်ကြီးလှည့်လိုက်တဲ့ဆင်မှာလေမန်တွက်မှာရှိတဲ့ဆေးကွက်ကလေးမှာမှောက်ကြသွားကစေးရည်စများမှာကျမ်းမြေမော်ကိုဖိတ်ဆင်ကြကုန်ပါရဲ့သူတို့မမကြီးမှာစေးရည်ဇက်တွေကိုလက်ညှိုးနဲ့ထိုးလိုက်တဲ့အချိန်ကျမ်းမြေနဲ့ထီလိုနေပါဖြစ်နေတဲ့စေးရည်ဇက်တွေကအနောက်ကိုတဖြည်းဖြည်းလေပေါ်ပြန်တက်သွားပြီးရဲ့နောက်မှောက်ကြနေတဲ့ခွန်မလေးသူ့အလိုလိုပြန်ထောင်သွားကစေးရည်တွေမှာအလိုလိုပြန်လဲဝင်ရောက်သွားပါရဲ့ညီနောက်ဆိုဒီထပ်ပို့ပြီးတော့တတိထားတဲ့နေဒီစေးရည်ကပေါ့ပေါ့ပပမဟုတ် မမကြီးကလင်းမန်းအတွင်မှစီရီကွက်ကိုကာယူလိုက်ကမော့တောက်ချလိုက်ပါတယ်။တနေ့ညီနမေကဘာလုပ်လဲ။မဲမဲပြင်းမှာမမကြီးကအလွန်ယုံဆိုးတဲ့ညနာကြီးနဲ့ရှီမောလိုက်။မဲပြင်းမဲပြင်းနဲ့လား။ညီအခုငါးဆိုင်ရောက်တော့မပြင်းနိုင်တော့မို့လားအေး။မမကြီးကမဲပြင်းကိုလှဲ့ပတ်ကြည့်ရှုနေရင်နှက်ခမ်းကိုလက်နဲ့ပုတ်တက်ကတွေးတော်နေလျက်ညီတို့ကနာမည်ဘယ်လိုပေးရမလဲ။ညီတို့ကျွန်းနာမည်ဘယ်လိုပေးရင်ကောင်းမလဲ။ ေးခြင်းတလို့သာပေးကျုံနာမယ်မဲပြင်းမဲပြင်းဆိုတာကျုပ်ဆိုတာတော့ပြောင်းလဲတော့မှာမဟုတ်အောက်မယ်ညီရလာလာကြည့်သေးမဲပြင်းမှာအခန်းအတွင်းမှာအပြင်ထွက်ရန်အတွက်အခန်းတကားစီရှောင်းလန်းသွားပြီးမဲလဲအခန်းတကားအနီကိုရောက်တဲ့အခါမှာအခန်းကြီးမှာတပတ်လေသွားတကယ်သူဖြစ်ကမမကြီးအရှိူသာပြန်ရောက်လာပါရဲ့ဒီခန်းငါအခန်းမယ်ငါအခန်းနဲ့ငါထွက်သွားဆိုတော့မှထွက်သွားလို့ရမှာ၏ဒီလိုနဲ့နောက်ဆုံးတော့မဲပြင်းမှာလက်လျှော့လိုက်ရပါရဲ့ရှင်ကအယုတ်ဆိုးတလားအကျင့်လဲပုတ်တဲ့သူပဲ ဒီဟော်နန်းကြီးရမှာငါ့ရဲ့ရုပ်ရည်ကိုဝေဖန်ရတဲ့သူကမင်းတယောက်ပဲရှိသေးတယ်။မမကြီးအားရှိမောင်းရင်လည်းစပွဲကောင်ဝိုင်းကြီးတစ်ခုရဲ့နှပေးမှာဝင်ထိုင်လိုက်ကြပြီ။ကဲ။လာစမ်းပါအေး။ငါ့တယောက်ထဲပြင်းနေလို့ပါအေး။ငါနဲ့နတ်ကျင်ရံတပွဲလောက်အတူတူဆော့ကြရအောင်ဆော့မယ်မလား။အဲ့အရာကြီးမဆော့တတ်ပါဘူး။ညီမဆော့တတ်ရင်ငါတင်ပေးမယ်လေ။လှုပ်ဆောင်ပါ။ငါ့တယောက်ထဲနင်းနေညံ့ညံ့ဆော့နေရတာဆိုတော့ပြင်းနေအေး။ပြိုင်ပလေးရှိတော့ကောင်းတာပေါ့အေး။ မဲပြင်းမှာမလုံမရှက်လုံနေရကြောင့်မမကြီးကလက်ညှိုးထိုးလိုက်တဲ့အခါမှာလေပေါ်မြောက်တက်သွားပြီးသူ့ရဲ့အရှိမျက်နှာချင်းဆိုင်မှာရှိတဲ့ထိုင်ကုန်းတစ်လုံးမှာအလုံလုံထိုင်ကြပြီးသားဖြစ်သွားပါရဲ့။ငါကချစ်ကန်ကန်လေးတွေချစ်တယ်ဆိုပေမဲ့တိတ်ပြီးတော့ချစ်ကန်ကန်တော့မလုံနဲ့အေး။ဒါဘယ်လိုဆုံးရလဲ။ရှင်းရှင်းလေးပါအေးဒီလိုဟဲ့။နတ်ကျွေရန်ကစားနေခုနှစ်နှစ်ရှိတဲ့အနောက်ထဲမှာဒီနီလန်းကိုတော့ပစစ်ပစ်တယ်လို့ခေါ်ရဲအေး။အစစ်မြင့်တဲ့ကစားနေတစ်မျိုးပေါ့အေး။ဟောတာကတော့ပစစ်အိမ်လို့ခေါ်ရဲ။ မကြီးအပြောဆိုရင်လည်းစပွဲပေါ်မှာတင်ထားတဲ့တက်သားပြားနဲ့ပြစ်လုထားတဲ့အရက်လေးမျက်နှာကိုတက်သားလေးဂျန်နဲ့ထွတ်ထွက်ထားကအဲ့ဒီတက်သားကြီးမှာတော့ကြောက်ွက်ခဲ့သူအကွက်ကလေးများရေးဆွဲထားတဲ့အပြားကြီးကိုပြသထားပါရဲ့အဲ့ဒီတက်သားလေးကုဆုံးနဲ့အလေကျက်မှာတော့ပကံလုံးကလေးတစ်လုံးကိုတင်ထားပါသေးတယ်ဟောရီအကောင်လေးတွေကိုတော့ပိုးလို့ခေါ်တယ်ပိုးတွေကိုတစ်ကောင်နဲ့တစ်ကောင်ပုံစံလေးတွေမတူအောင်လုပ်ထားတယ် မဲပြင်းဟာစင်စွယ်နဲ့ပြုတ်လထားတဲ့အယုတ်ကလေးတွေကိုကောက်ယူကြည့်ရတဲ့အခါမှာမင်းကလေးကညာအယုတ်ရေအိုးရထားတဲ့မိမကြီးအယုတ်စသဖြင့်ကွဲပြားခြားနားနေပါရယ်ကျွေးရန်ခြောက်လုံးနဲ့ပြစ်ပြီးတော့ရလာတဲ့အပွင့်ပေါ်မူတည်ပြီးတော့ပိုကဟော်ရီအကွက်လေးတွေအတိုင်းကိုသွားရယ်သွားရင်းနဲ့တစ်ဖက်ကစားတဲ့သူရဲ့ပိုတက်ရအောင်ကြံရယ်တစ်ဖက်လူရဲ့ပိုတတ်နိုင်တော့မှကို့ပိုကကို့အိမ်နဲ့ပြန်ဝင်လို့ရတယ်ဒီလိုမျိုးပိုငါးကောင်တိတိကို့အိမ်နဲ့ဝင်နိုင်တဲ့သူကအနိုင်ပေါ့တိတ်တော့မခတ်ပါဘူးဒါနဲ့ကြည့်ပြရတာကြတော့ จิปิดလို့တစိလန်ပြီးတော့ငါးစိမောင်ရင်တစိလို့ခေါ်ရယ်ဆယ်ကွက်ရွှေလို့ရတယ်နှစ်စိလန်ပြီးတော့လေးစိမောင်ရင်ပါလို့ခေါ်ရယ်နှစ်ကွက်ရွှေရတယ်သုံးစိလန်ပြီးတော့သုံးစိမောင်ရင်တော့သုံးလုံးလေးစိလန်ပြီးနှစ်စိမောင်ရင်တော့လေးလုံးပေါ့ငါးစိလန်ပြီးတော့တစိမောင်ရင်၆စိလို့ခေါ်ရယ်25ကွက်ရွှေလို့ရတယ်၆စိလုံးလန်ခဲ့ရဆိုရင်တော့တဖာရာရစနှစ်ကွက်ရွှေလို့ရတာပေါ့၆စိလုံးမောက်တယ်ဆိုရင်တော့တချောက်တဲ့၆ကွက်ရွှေလို့ရတယ်မဲပြင်းမှာကောင်းတာကုန်နေမိပါရဲ့ ကဲပါစကားနဲ့ပြောရင်ရှုပ်တယ်ငါတို့စမ်းပြီးတော့ကစားကြည့်မယ်ရော့ညည်းရင်ပြစ်မဲပြင်းမှာကျွေးစိတ်ကလေးတွေကိုလက်အတွင်မှာထည့်လိုက်ကအလေးမှရှိတဲ့ပကံလုံးကလေးအတွင်ကိုပြစ်ထည့်လိုက်ပါရယ်အဲဒီခါမှာကျွေးစိတ်တစ်စီမှာပကံနဲ့ထီကအပြင်ကိုပြုတ်ကျသွားပါရယ်အဲဒီဖြစ်ကိုမမကြီးကကြီးကရှိမောပြီအဲ့ဒါကျွေးအံသွားတယ်လို့ခေါ်ရယ်ညည်းလှတလှအောက်ပြီဆောင်းရင်ဆောင်းရင်နဲ့မဲပြင်းမှာတဖြည်းဖြည်းနားလည်လာပါရယ် တိုးတော်လေးမမကြီးမလက်အတွင်းမှာအကျွေးစိကိုမိမိလူရဲအကွက်ရအောင်ကွက်တီကြောင်ပြင်နိုင်ပါရီဆိုလိုဒီမှာမဲ့ပြင်းရဲ့ပိုကိုဆိုင်အတွက်နှစ်ကွက်သာလိုရင်ပါကြအောင်ပြပါရီသုံးကွက်လိုရင်တော့သုံးကျွရအောင်ပြင်နိုင်ပါရီမဲ့ပြင်းရဲ့ပိုတွေကအိမ်ကနေထွက်လာလိုက်မမကြီးရဲ့ပိုတွေကစားလိုက်တဲ့ပထမဆုံးပွဲကိုမမကြီးကသာနိုင်ပါရီမဲ့ပြင်းကတော့မကျေနပ်ပါဘူးဟာဟာတပွဲတပွဲဒီလောက်နဲ့လွယ်လွယ်ပြီးလိမ့်မယ်လို့တော့မထင်ထားဘူးမဲ့ပြင်းရဲ့ နာဇာမှာနောက်ထပ်တစ်ဖွဲ့လောက်ထပ်ပြီးတော့ဆင်နွှဲကြအောင်။အောင်မေညီရအရှုံးလက်မခံနိုင်သေးဘူးကိုအဲ့ဒါလောင်းကစားသမားစိတ်တန်းလို့ခေါ်တယ်။ကဲပါနောက်ထပ်တစ်ပွဲထပ်ပြီးတော့ကစားကြအောင်ပေါ့။အခုတပွဲမှာတော့မေပြင်းမှာအနေငယ်လေးတန်လာပါရည်။မိမိရဲ့ပိုးအစာမခံရအောင်ဘဲအိမ်မှာအထိုင်ထားမယ်။တစ်ဖက်လူရဲ့ပိုးစားနိုင်မှုအတွက်ဘနက်ကွက်လူတွေစတာတွေကိုတွက်ချက်တန်လာပါရည်။သို့တော်လည်းမမကြီးနေတော့မရှင်နိုင်သေးပါဘူး။မမကြီးမှာကြည့်ပြတိုင်းလူတွေအရေးတွေရအောင်ပြင်နိုင်ပါရည်။ မေပြင်းကမမကြီးကြည်ပြတောင်အကဲခတ်ကြည်ကြည်ရဲကမှာကျွေရနေလေတိစုပ်အတွင်နေကိုထိတ်ကလက်တိစုပ်ကိုဆောက်လိုက်နေလိုက်ပြလုတာကိုတွေ့ရပါတယ်။ရှင်ကြည်ပြတာလူကျင်တဲ့အပွင့်ကြီးကြတာတော့မတရားအောင်နော်။ရှင်လက်ကိုတခုခုလုပ်ပြီးတော့အကြံဖန်လုပ်နေသလားပဲ။မမကြီးကရှီမောလိုက်ပြီးလောင်းကစားမှာကန်ဆိုတာမရှိဘူးမေပြင်းရဲ့လောင်းကစားဆိုတာညံသမားတွေကြီးကစားတဲ့ကစားပွဲပဲ။ဘယ်လိုပြပြကလူကျင်တဲ့အပွင့်ရဖို့ကပြီးရောမဟုတ်ဘူးလား။မမကြီးကပြောဆိုရင်းနဲ့ကျွေပကန်လေးကိုကျွေးစိတ်ကလေးတွေကိုပြစ်ချလိုက်ပြန်ပါတယ်။ ွေးစည်းအပွင့်တွေကသူလိုချင်တဲ့အတိုင်းကြီးသားဖြစ်ပါတယ်။ဒုတိယပွဲမှာလည်းမဲပြင်းသာရှုံးမြောက်ပါတယ်။မဲပြင်းရင်ညီတာလောင်းကစားသမားဆိုရင်တော့အိမ်နိုင်မှာချွတ်ရောင်ရမယ်ဂိမ်းမယ်။မကျင်တဲ့သေးဘူးရှင်။နောက်တစ်ပွဲဆက်ပြီးတော့ဆော့ကြအောင်။ညီရအရှုံးလက်မခံနိုင်သေးဘူး။ဒါဆိုလည်းနောက်ထပ်တစ်ပွဲပေါ့။မဲပြင်းနဲ့မမကြီးတို့မှဆက်လက်ဆော့ကစားကြရင်လည်းမဲပြင်းမှာတဖြည်းဖြည်းကျွမ်းကျင်လာပါတယ်။မမကြီးကမေပြင်းကိုတနာလာတဲ့အတွက်ကြွေးစည်းတွေကိုဘယ်လိုမျိုးပြည့်ရမလဲဆိုတာကိုသင်ကြားပေးပါရစေ။ တပွဲပြီးတပွဲဆိုရင်လည်းအချိန်နဲ့ဘလောက်တောင်ကြာသွားတယ်မသိတော့ပါဘူး။မမကြီးကအဲ့ချင်းနေဆိုကရှင်းလာလိုက်တဲ့အခါမှသာကစားပွဲကိုရှင်းလာလိုက်ပါရဲ့။ညီမလောင်ကစားစိုက်တဲ့အပြည့်ပါတာပဲမေပြင်းရဲ့။ကဲရှင်းချင်းနေဆိုရင်လည်းအဲ့တော့ကျုပ်လည်းဖိုက်စာရဲပြန်တော့မယ်။ငါးဆိုင်မှာလုံနေတဲ့သူကဖိုက်စာရဲလို့ဆိုတာဟာငါတိုက်ခေါဆော့ကားလိုက်တာပဲမေပြင်း။မင်းစပိုးဆောင်လည်းပြန်သွားပြီးစားချင်တဲ့အစားအသောက်စားပြီးတော့စားချင်တာစားတော့နော်။အဲ့ဒီအစားအသောက်ရဲ့တန်ဖိုးတွက်ချက်ပြီးတော့ပြန်လို့ရအောင်မဟုတ်လား။ ညီရငါအထင်သေးတာပဲငါအစားတောက်တော့ရရောပါလေငါလို့တမားရိဘိုင်ဟောင်းလုံးနဲ့တော့မချပါဘူးအေးဒါနဲ့နာမည်ပေးမယ်ဆိုတာရောညီနာမည်မဲ့ပြင်းဆိုတာပဲသဘောကျတယ်မဲ့ပြင်းဆိုတဲ့နာမည်ကကျွန့်တယောက်အနေနဲ့တိတ်ပြီးတော့လိုက်ဖတ်တဲ့နာမည်တစ်ခုပဲမဲ့ပြင်းမှာအခန်းအတွင်းအနေနဲ့ပြန်လဲထွက်ခွာလာခဲ့ပါတယ်မင်းစားတောက်ပြီးကောင်းကောင်းအနားယူလိုက်ညကျရင်နမင်းကြီးရဲ့အထူးစားတော့ပွဲတစ်ခုရှိရဲကွဟောနန်းဆောင်ကြီးတို့လုံးတိတ်ဆိတ်နေပါ रे အရာအလုံးမှာတိတ်ဆိတ်နေရကြအကြတမင်ကြားလောက်ပါ रे စပိုးဆောင်ကြီးအတွင်ထဲဝင်ခဲ့တဲ့အခါမှာလက်တထောင်ပိုးတူမလေးအိမ်မောကြာနေပြီဖြစ်တာကြောင့်မေပြင်းရလဲဘိုက်စာနေရဲ့အတွက်တခုခုစားတောင်းရန်ရှာဖွေလိုက်ပါရယ်ကြိုက်တဲ့ရောင်စားဆိုပဲငါဘောင်စားမှလဲမေပြင်းမှာရှာဖွေရင်းနဲ့နောက်ဆုံးမှာတော့ပကံလုံးတစ်ခုနဲ့အုပ်ထားတဲ့ကျုပ်ဥနှလုံးကိုတွေ့လိုက်ရပါရယ်ကျုပ်ရီကိုခွဲလိုက်တဲ့အခါမှာပြုတ်ပြီးသားဖြစ်နေအောင်အခြားစားစရာတွေကိုလည်းမရှာတော့ဘဲကျုပ်ပြုတ်နှလုံးသားခွဲပြီးစားတော့လိုက်ပါရယ်။သို့တော့အဲဒီကျုပ်မှာအလွန်စိတ်ကချိုလဲချိုရာကြောင့်စားကောင်းလာပါရယ်။ อืมနတ်ကျအုပ်ဆိုရများလားမသိတော့ဘူးစားလို့တော့သိတ်ကောင်းချက်ပဲမဲပြင်းမှာကျအုပ်ပြုတ်တွေကိုပလောက်ပလောင်းဆိုင်တွင်းနေမိပါ रे အဲ့နောက်မှာတော့လူတစ်ကိုယ်လုံးညှိုင်းမိလာပြီးတော့အိတ်ချင်လာတဲ့အတွက်စင်အိုးကြီးတစ်လုံးပေမှာထိုင်လိုက်ကစင်အိုးကိုအသားမိကအိတ်ချလိုက်ပါ रे ဘလောက်ကြကြအိပ်ပျော်သွားတယ်မသိပါဘူးရှဲကနဲ့အတန်စီကြားလိုက်ရတဲ့အချိန်မှာမဲပြင်းတယောက်လန့်လို့သွားပါ रे လက်တထပို့တူမှာဟင်းလျာရီကိုပင်ပြင်ဆင်ချက်ပြုတ်နေပြီဖြစ်ပါ रे မင်းကိုလန့်လို့တောက်စီဖို့မယူရပါဘူးခလီမစတောက်ဆိုင်အလုပ်တွေကစနေပြီလား စတာအတော်တော်ကြပေါ့ဒါနဲ့မင်းပြင်းပြင်းဆင်ဆင်လင်းလင်းနေဦးနော်ဒီနေ့ကနမင်းတွေစောက်တော့ဆိုင်မှာလာပြီးတော့ပျော်ပွဲကျင်းပမယ်နေပဲမင်းပြင်းရလေအလုပ်တွေလုပ်ကန်ရပါတယ်မကြတော့အချိန်မှာတော့နန်းရှိရနေစီတီးတန်ကြီးကိုကြားလိုက်ရတဲ့အခါမှာဆိုင်အလုပ်သမားတွေအားလုံးဆိုင်ရဲ့ရှောက်လန်းပေးကိုပြေလွာကတန်းစီကြည့်ကြပါတယ်တောက်ပပြောင်းလာတဲ့ဝစ်စားတွေကိုဝစ်စင်ထားကြတဲ့နမင်းတွေကဟော်နန်းအတွင်ကိုကိုရောင်ကိုဝါတောက်ပစွာနဲ့ဝင်ရောက်လာကြပါတယ်မေပြင်းမှာနမင်းတွေကိုကြည့်ရင်နဘေးကငမြက်ပြူကိုမေးကြည့်ရပါတယ် ဲ့ဒါဘသူတွေလဲဟောရီဟိမဝန္တာတောင်တန်းကြီးရဲ့အနီးအပါအတောင်တွေပိုင်ဆိုင်တဲ့နတ်မင်းတွေပေါ့ဟောဟိုကတော့အနီးရောင်တွေကနာဂဒေဝီတဲ့ဟောဟိုအနက်ရောင်တွေကတော့အရေးသခင်ဆိုတဲ့သူပဲမေပြင်းမှာအရေးသခင်ကိုသေချာစိုက်ကြည့်လိုက်ရင်အိုးလက်ဆက်သက်တော့အရေးသခင်ဆိုတာသူကိုမေပြင်းကရေရွတ်လိုက်ပါရဲ့နတ်မင်းကြီးတွေရောက်လာကြတဲ့အတွက်ဒီဇိုင်းလုံးအလုပ်တွေလုပ်နေကြပြီးအဲ့ဒီမှာအလုပ်အများဆုံးမှာဖို့တူပါမေပြင်းကစပိုးဆောင်တွင်ဝင်သွားတဲ့အခါမှာဘိုးတူကတခုခုကိုရှောက်ဖိနေပုံရပါရဲ့ ဘုတူဘာရီရှာနေလဲ။ငါမနေ့ကပကံလုံးနဲ့အုပ်ထားတဲ့ကြောက်နှလုံးရှာနေ။အော်အဲ့လားအဲ့ပကံဒီမှာလေ။မဲပြင်းကစင်အောင်အဖုံးပေါ်မှာတင်ထားတဲ့ပကံကိုပြပါရီ။ဘုတူကပကံကိုရှူပြီးဖွင့်ကြည့်လိုက်တဲ့အခါမှာကြောက်နှလုံးကိုမတွေ့တော့ဘဲကြောက်ကုန်လေးကိုသာတွေ့ပါရီ။ဟာဒီကကြောက်ရရောဘယ်ရောက်သွားလဲ။ဘယ်ရောက်သွားမှာလဲစားလို့ကုန်ပြီပေါ့။ဘသူစားလိုက်တာလဲ။ကျုပ်စားလိုက်တာလေ။ဘုတူမျက်နှာကြီးမှာရှုံ့တော့သွားပြီးအလွန်စိတ်ပြတ်သွားတဲ့မျက်နှာကြီးဖြစ်သွားတာမို့ မမရပြောရဲသူ့ဆိုင်မှာလုပ်တဲ့သူတွေကစပိုဆောင်နဲ့ကြိုက်တဲ့အစားစားစားခွင့်ရှိရဲတဲ့စားခွင့်ရှိရတော့ဟုတ်တာပေါ့တိုင်မဲ့ဒီကြက်ဥတွေကရှားခတ်တယ်ကွဘလို့လောက်ရပါမလဲပြဿနာတော့တက်ပါပြီဘူတူမှာသူတစ်ချောင်းဆွဲလိုက်တဲ့အခါမှာမကြခင်မမကြီးမှာစပိုဆောင်အတွင်းကိုရောက်လာပါရဲနေရငါဘာကိစ္စနဲ့ခေါ်လာလဲဘူတူပြဿနာတော့တက်ပါပြီမမကြီးနာဂဒေဝီအတွက်စီမံထားတဲ့ကြက်ဥကိုမပြန်စားလိုက်လို့ပါ ဒုက္ခပဲဒီချက်ဥတွေမပိုင်နာဂတိဝီကငါတို့ရန်ရှာတော့မှာပဲမြတ်တတိဆက်ဆက်မထင်သိမ့်ဘူးကိုကွ့မမကြီးနဲ့ဘိုးတို့မှာတယောက်နဲ့တယောက်ပြစ်တင်ပြောဆိုနေကြတဲ့အခါမှာမေပြင်းနဘေးရနေကြီးကျုပ်လေးနှလုံးအတွက်နဲ့ဘာဖြစ်နေကြလဲဒီကျုပ်ကရိုးရိုးကျုပ်မဟုတ်ဘူးကွ်ဟိမဝန္နာတောင်ကြီးအရှိတ်ဝါတော်ကြီးရဲ့မှာကြက်စားတဲ့ဂဲလက်လို့ခေါ်တဲ့ကြက်မျိုးရဲ့ကျုပ်ဦးပဲအဲ့ဒီကျုပ်ကရှားရလဲရှားတယ်လို့ဝဲလို့လည်းမလွယ်ဘူးရှင်တို့မရှားခြင်းနဲ့ဒါပြင်ကျုပ်လိုက်ရှားပြီးမေဘိုးတူကခေါင်းကိုပုတ်တက်ပြီး လွဲပါမလားမမကြီးကမေပြင်းကိုမိဝင်းဝင်းတောက်တကယ်သူဝင်လက်နေရဲ့မျက်လုံးတွေနဲ့စိုက်ကြည့်လိုက်ပြီးမင်းတကယ်သားရှာမလားမေပြင်းကိုစားလိုက်လို့ဖြစ်ရတယ်ဆိုတော့လေကိုပဲပြန်မျောရှာပေးရတော့မှာပေါ့တောက်ပြီလေအခုချိန်ကညချင်းဆိုတော့ကြက်တွေကအိတ်တန်းတက်နေပြီးမင်းရှာရတာတိုက်ခတ်မှာမဟုတ်ကဲဘိုးတူသူ့ပို့ပေးလိုက်ဘိုးတူကမေပြင်းကိုကောက်ချလိုက်ပြီးရဲ့နောက်နိုင်ရန်ကြီးစီကိုမျက်နှာမူလိုက်ပါရဲ့ နိုင်ငံကြီးမှာစာရေးရေးသားထားတဲ့အန်ဆွဲပေါင်းများများစွာရှိတဲ့အခါမှာအဲ့ဒီအန်ဆွဲများအတွင်မှာအန်ဆွဲတစ်ခုကိုဆက်ဖွင့်ပြီးမဲပြင်းအတွင်ကိုပြစ်ချလိုက်ပါရယ်မဲပြင်းမှာလေဟာနေကြီးအတွင်လွင့်မြောက်ပြုတ်ကျနေတဲ့ကဲသူခန်းစားနေရပြီးမကြခင်မှာမြေကြီးတနေရာကိုဖုတ်ခနဲ့ပြုတ်ကျသွားပါရယ်မဲပြင်းရင်မင်းတို့ကျနာများရလာခဲ့ပြီဆိုရင်တော့ထောက်ထောက်ထောက်လို့သုံးချက်တာအော်လိုက်ဟိမဲပြင်းမှာနှစ်ဘေးကိုဝေဝဲကကြည်လိုက်ပါရယ်အမောင်တို့ကဖုံလွှမ်းနေရမို့ပအဝင်ခြင်းကိုကောင်းစွာမမြင်ရပါဘူးအသေးစားစိုက်ကြည့်တဲ့အခါမှာ စခတ်ဝါယုကဲ့သို့ဝါယုများအကြတဲ့ကိုရှောက်နေရသိလဲရပါရယ်အောက်ခြေကြံပြမှာလဲဝါရင်ကြည်ကြနေတဲ့ဝါရွက်ချောက်တွေနဲ့ဖုံးလွှမ်းနေပါရယ်မဲပြင်မှာပဝင်းကျင်တခွင်ထွန်းလင်းသားစီရန်အတွက်မိသားတစ်ခုကိုဖန်တီးလိုက်ပြီးစခတ်ဝါယုတော်ကြီးအတွင်ထဲမှာကြောက်တကောင်မှမတွေ့ရပဲကြောက်တုံးကြောက်ခဲကြီးတွေကလူတရက်ခန့်ရှိတဲ့ကြောက်တုံးတွေကိုသာတွေ့ရပါရယ်အဲ့ခိုင်မှာဝါယုတနေရာမှာလူတန်တစ်ချက်ကြားလိုက်ရပါရယ်ဟေးခလေးမမိမဖြစ်လို့မိထွန်းထားလဲတေးကျဲလဲတောင်စော့နေခုံချလိုက်စမှာကွာဘာဖြစ်လို့ဒီနေရာမှာမိထွန်းတာလဲ လူနှစ်ယောက်ကဘေးပင်ညာတစ်ဖက်တစ်ချက်စီကနေထွက်ပေါ်လာကပြောဆိုရာကြောင့်မေပြင်းမှာအဲ့မီတာကိုညှိတက်လိုက်ရပါတယ်။လူနှစ်ဦးမှာပိမင်ပပနဲ့ဖြစ်ပြီးလွေဤတီအရှူရှူလွေထားကြပြီးလင်းနဲ့မြောင်လည်းအတိတိကန်ဆောင်ထားကြတဲ့အတွက်မုံဆိုးများလို့မေပြင်းကယူဆလိုက်ပါတယ်။နေပေါင်းရှင်တို့ကဒီမှာဘာလုပ်တာလဲ။မင်းအောင်ဒီကိုဘာလာလုပ်တာလဲ။ဒီလိုလာတဲ့အကြောင်းကတော့ဂဲလက်ဆိုလားအဲ့ကျဲ့ရဲ့ဥကိုလာရှာတာ။ဒါပြေငေါင်းနဲ့အတူတူပဲပေါ့။ဒါပေမဲ့မင်းဒီလိုလုပ်တာတော့အနေအများလုံးနဲ့။အောက်မှာ ကြက်လာရှာတာဘာဖြစ်မှာမို့လို့လဲကြက်လာရှာတော့ဟုတ်တယ်ဒါပေမဲ့ဒီတော့အစိုးရရဲ့ကြက်မင်းဆိုတာရှိတယ်အဲ့ကြက်မင်းကတကိုးရှိတယ်ဝါသီးစေကိုစားမိပြီးတော့တကိုးရှိနေတယ်လို့တော့ပြောလို့ရတယ်ဒီတော့ရဲ့မှာဂျန်နဲ့ကြက်ကိုမကြောက်ပေမဲ့အဲ့ကြက်မင်းကိုတော့ကြောက်ပါတယ်ဂျန်နဲ့ကြက်ဆိုပေမဲ့တခြားကြက်လည်းမတွေ့ပါလားဘယ်တွေ့မှာလဲဒီကြက်တွေကညောင်မောင်နဲ့အချင်းအောင်လို့ရှိရင်တစ်ပင်တည်ရင်နဲ့ပြောက်ွယ်နိုင်တဲ့တကိုးရှိနေလို့ကွာ အကိုကြီးသူလဲကြောက်လာနိုင်တဲ့လူကျုပ်တို့လဲကြောက်လာနိုင်တဲ့လူပဲဘာဖြစ်လို့တယောက်နဲ့တယောက်ရင်းရင်းနှီးနှီးပေါင်းတဲ့နေရလဲလုံငန်းတွင်ရန်သူရဲဗျသူ့ကိုရိုက်ပုတ်ပြီးတော့၆လလွတ်လိုက်စမှာကျုပ်တို့ဥရတော့သူ့ကိုခွဲပြီးပေးနေရပါအောင်မေငါကြီးမင်းကတော့ညံနေလို့ငါကြီးဖြစ်တာပဲဟေ့ဒီမှာလုပ်ငန်းသူရန်သူမဟုတ်ဘူးကလုပ်ငန်းသူအကျိုးတူပေါ့ဒီချက်တွေကလုံးဝနေတဲ့စက်ခတ်ဝယုံတော်ရဲမှာအတိုက်တွေလှောက်ထားကြတာဆိုတော့ဒုနှစ်ယောက်တိုးရဝေးရနှိုက်ရပြာမလွယ်ဘူးမဟုတ်လား ဒီကလေးမလေးကကိုလုံးဝသေးတော့သူ့ကိုတိုးခိုင်းပြုတ်ခိုင်းအရင်ထပ်ပို့ပြီးတော့ဥရအများကြီးရမယ်လို့မထင်ဘူးလားအဲ့တော့မှကြံနေမို့ဆိုတာခေါင်းညိတ်ပါရယ်အကိုကြီးစကားကတဘာဝတော့ကြပါရယ်နိုင်ပြီးတော့မှပဲသူ့တွေဝေပုံကြခွဲယူကြမယ်လေကွာကဲငါအကြောင်းမင်းလည်းသဘောကျတယ်ဆိုတော့မင်းငါတို့နဲ့လိုက်ခဲလိုက်တော့မဟုတ်ရင်တော့ဟောရီကြက်ပြောက်တော်ကြီးမှာမင်းတယောက်တည်းလိုက်ရှာလိုက်ပြီးတော့မေပြင်းကလည်းမော်ဆိုးရီနဲ့လိုက်လံသွားသည်ကပုံမလွယ်ကူမေမန်းတိလိုက်ပြီးတော့မော်ဆိုးများနဲ့အတူတူလိုက်လာပါရယ် စကဝယုံတွေမှာ အချို့ကတော့မြေနဲ့ကပ်ချပြီးတော့လူတိုးလို့မပအောင်မင်းရှိပါရယ်မိုးဆိုကြီးမှာတုတ်တန်တစ်ချောင်းနဲ့ဝယုံအတွင်းကိုထိုးထည့်ပြီးလိုက်လံစမ်းတော့ပါရယ်အဲ့လိုစမ်းသပ်ရင်လည်းသုံးချုံအရောက်မှာတော့ခေါင်းညင်လိုက်ပြီးဒီထဲမှာအတိုက်ရှိရဲ့ကဲခလေးမအရုံညကစကဝယုံကိုဖျက်ပေးမယ်မင်းရဲ့မျက်လုံးထဲမှာဘာကူမှတော့မြင်ရမှာမဟုတ်ဘူးဘာကြောင့်လဲဆိုတော့စက်တွေကကိုရောင်ပြောက်ပြီးနေလို့ပဲအထဲရောက်တာနဲ့မင်းကငါတို့ပြောတဲ့အတိုင်းလိုက်လို့ရမယ်မဟုတ်ရင်တော့စက်မတွေကိုတိုက်မိပြီးစက်မတွေလန့်လို့ကုန်မယ် မိုးဆုံးညမှာစခဝေယုံတနည်းအားကိုတယောက်ကဘယ်ဘက်ကိုဆွဲရတော့လကောက်နောက်ထပ်တယောက်ကညဘက်ကိုဆွဲရတော့လကောက်ဆွဲဖြဲပေးလိုက်ကြပါရယ်အဲ့ဒီခါမှာလူတအူးတွားသွားဝင်စားနေရာကလေးပေါ်ပေါက်လာပြီးအဲ့နေရာကလေးအတိုင်းမေပြင်းရလေးဘတ်၆ကဝင်သွားလိုက်ပါရယ်လေးဘတ်ထောင်ရင်နဲ့အထဲကိုရောက်တဲ့ခါမှာမိုးဆုံးအကြည့်ရဲ့ခက်အုပ်အတန်ထွက်လာခဲ့ပါရယ်ရက်လိုက်ဆက်မသွားနဲ့မေပြင်းရရက်တန်လိုက်ပါရယ်အရှိတ်ဘတ်ကိုတုံလှန်သွားလိုက် မဲပြင်းမှာမုံဆိုးပြောတဲ့အတိုင်းပဲသွားနေရတယ်ဆိုပေမဲ့လေဝရုံအောင်မှာဝရ6တွေကလွဲပြီးတော့ဘာအရာကုန်းမှမမြင်ရပါဘူး။တောင်ဘက်ကို6လှမ်းသွားလိုက်။မဲပြင်းကသွားရပြန်ပါလေ။ဟုတ်ပြီ။အရှိကို3လှမ်းတိုးပြီးရမြေကြီးအထက်တထောင်လောက်နေရာမှန်ပြီးတော့လက်နဲ့နှိုက်ပြီးတော့မဲပြင်းမှာအရှိကိုတိုးသွားပြီးဘာမှမရှိတဲ့နေရာကိုလက်နဲ့မှန်ကနှိုက်လိုက်ပါလေ။သို့တော့မြေကြီးအထက်တထောင်ခန့်နေရာမှာတပြက်6တွေကိုစမ်းသပ်မိပါလေ။ဆက်နှိုက်တတကလေးဆက်နှိုက် မဲပြင်းတယောက်ဆက်နက်လိုက်တဲ့အခါမှာမကြခင်မှာပဲပြောင်ချောချောအရာတွေကိုစမ်းသပ်မိပါတယ်။တွေ့ပြီမဟုတ်လား။အာကျုပ်ရေပဲနိုင်ခဲ့မင်းတည်နိုင်တယ်လို့သာနိုင်ခဲ့။မဲပြင်းဟာကျုပ်ရေကိုနိုင်ပြီးတော့ကပိုက်ဆောင်တွင်ထိုးထည့်နေမိပါတယ်။အဲ့လိုထိုးထည့်နေခြောက်လုံးခန့်ရပြီးတဲ့အခါမှာကျုပ်ရေကုန်စင်သားပါရယ်။ကုန်ပြီ။ဒါဆိုရင်လည်းပြန်ထွက်လာခဲ့လိုက်တော့တို့ရေနောက်တစ်မြုံထပ်ပြီးတော့နိုင်အောင်မေပြင်းမှာကျုပ်ဥရီကိုယူပြီးမုတ်ဆိုးပြောတဲ့အချိန်ပြန်ထွက်လာခဲ့ပါရယ်အပြင်ရောက်တဲ့အခါမှာဝေပုံကြခွဲမှာပါ ရော့တယောက်နှလုံးယူကြမယ်။အဲ့ဒီအချိန်မှာအနောက်ကနေဝါးတွေကတရှဲရှဲနဲ့လှောက်ခါသွားပြီးနဂါးကြီးတကောင်ပေါ်ထွက်လာပါရဲ့။ဟဲ့လူသားတွေမင်းတို့လက်ထရာကျုပ်တွေငါတို့ပေးရင်ပေးမပေးရင်မင်းတို့အကုန်လုံးတေးရမယ်။မိုးဆိုးညမှာစိတ်ပြက်လက်ပြက်ဖြစ်သွားပြီ။အော်နောင်ကြီးနဂါရဲ့ဥစားကျင်မှာတော့ကျုပ်တို့လိုမျိုးဥမြုံနှိုက်ပြီးတော့စားပေါ်ပြပေးနေသူများလက်ကအတင်းလိုက်ပြီးတော့လုနေရတယ်။မလို့ချင်းမင်းတို့လက်ထရာဥတွေပေးမလားမပေးဘူးလားဒါပဲပြော။ နောက်နှခရဲ့ခမားစားကျင်နေဆိုရင်တလုံးတော့ယူပြမရအောင်ငါအကုန်ယူမှာကျိုးခါမှာမုံဆုံငယ်ဟာထောသားထွက်သွားပြီဟာသူများစီကအကုန်လုံးလိုချင်နေဆိုတာခမားကကျုပ်တို့ဓမြတိုက်နေရပဲအေးဓမြတိုက်တယ်ကွာအဲ့တော့မင်းတို့ဘာလို့ချင်လဲငါလုံနှခတကောင်နဲ့မင်းတို့လိုတကူနည်းနည်းပပရှိရဲ့ကောင်လေးနဲ့ရှင်နိုင်မယ်လို့ထင်လို့လားကွာမေပြင်းမှာထောသားထွက်ထွက်နဲ့အရှိကိုတူလာပြီရှင်လွဲမဲထင်အရှိကိုတူလာခဲ့လိုက်လေမိုးစုံနှူးမှာပြပြတလဲနဲ့ ။ကလေးမငကားရင်နဲ့တွားပြောရှာမဖြစ်တာကောင်းတယ်။လာစားမှာကျုပ်ကလည်းမြေမှာတွေ့တဲ့တီကောင်တော်မှရှုံပြီးကြောက်ရင်ကြောက်မယ်နော်။နဂါးဆိုတဲ့အကောင်ရှိလောက်ကိုတော့ကြောက်ကမကြောက်တတ်တာ။နဂါးကြီးမှာအလွန်ဒေါသထွက်သွားပြီးမဲပြင်းကိုမျက်စောင်းကြီးခေကလှမ်းကြည့်လိုက်ပါရယ်။မဲပြင်းမှာရက်နေရာမှာရုပ်ချီးပြောက်ခွေသွားပြီးတနေရာမှာသွားပေါ်လာကြ။နဂါးကြီးရဲ့မျက်စောင်းဆက်လက်နဲ့မှမဲပြင်းကိုမထီမှန်မအောင်။နဂါးကြီးကအခုတစ်ခါမှတော့ပစက်ကိုဖြေးလိုက်ကအဂရင်းမမီတာမီလီယံနေနဲ့မဲပြင်းကိုမှုတ်ထုတ်တိုက်ခိုက်ပြန်ပါရယ်။ မဲပြင်းကမိဒန်ကြီးကိုရှောင်ရှားလိုက်တဲ့အခါမိဒန်ကြီးမှာအနောက်ဘက်မှာရှိတဲ့ဝေယုံတော်တစ်ခုကိုထိမှန်သွားပါရယ်။သူကမှဝေယုံတော်အတွင်မှာစမအော်တန်တွေကိုကြားလိုက်ရပြီးစက်တွေမှာကစင့်ကလေးရနဲ့ပြေးလွှားကုန်ကြပါရယ်။မဲပြင်းတို့ကြီးနေစင်မှာပဲအလွန်ကျယ်လောင်တဲ့စဖတ်တွင်တန်ကြီးကြားလိုက်ရပြီးသူကမှမုံဆုနှုတ်ဦးမှာတယောက်မျက်နှာတယောက်ကြည့်ရင်"ကြက်မင်းလာပြီ၊ကြက်မင်းလာပြီပြေးကြမသိချင်းအမြန်ပြေးကြတော့"မုံဆုနှုတ်ဦးမှာထွက်ပြေးပါရယ်။မကြာမီအင်တလုံးအရွယ်စာခန့်ရှိတဲ့စဖတ်ကြီးတကောင်မှဝေယုံတော်အတွင်ကိုခေါ်ဝင်လာပါရယ်။ နဂါဇီတို့ရဲ့အခါမှာဇမင်းကမျက်လုံးတွင်းမှရွှေရအလင်းတန်းတွေနဲ့ပြစ်ခတ်လိုက်တဲ့အခါနဂါဇီရဲ့ကိုခန္ဓာကိုအလင်းတန်းနဲ့ထိမှန်သွားပြီးအလင်းတန်းနဲ့ထိတွေ့တဲ့နေရာမှာကြောက်တုံးကြောက်ဆိုင်ကဲကြီးများဖြစ်ပြောင်းလဲသွားပါရယ်။နဂါဇီမှာအလွန်နာကျင်စွာအဟိတ်ကမြေပြင်မှာလူလွတ်နေပါရယ်။ဇက်ကြီးအနီကိုကန်လာတဲ့အခါမှာမိတော့မီလီယံနေနဲ့ပြစ်ခတ်တိုက်ခိုက်ပြီးမဲ့လေဇက်ကြီးရဲ့အမွေတောင်တွေကိုမိမဆဲပဲရှိနေရပါ။ ဇဇီကနဂါရဲ့လက်ကုတ်ချက်ကိုထိုးခုံပြီးတော့တိုက်ခိုင်းလိုက်ပြီးရဲ့နောက်လက်ကုတ်ကိုခြေနေနေကဝန်ရင်းသားကိုနှုတ်သိနဲ့စိတ်ပြီးကလီစာတွေကိုဖောက်ယူစားတော့ပါရီမေပြင်းမှာဇဇီကိုကြည့်နေအလွန်ထိတ်လန့်နေမိပါရီဇဇီကနဂါကြီးကိုဖိုက်ဖောက်စားတော့နေရင်ငုံငုံကြီးရက်တက်နေတဲ့မေပြင်းစီကိုတစ်ချက်လှည့်ကြည့်ပါရီမေပြင်းလည်းအဲ့တော့မှတတိယသွားပြီတောက်တောက်တောက်ဆိုပြီးတော့ပါဇက်ကနေရှည်ရလိုက်တဲ့အခါမှာဘိုးတူရဲ့လက်ကြီးတစ်ဖက်ကကောင်းငင်မောကနေပေါ်ထွက်လာပြီးမေပြင်းရဲ့လက်ကုတ်ကိုဆွဲချီကမြောက်တင်သွားပါရီ ညမကြမီချင်းတွင်မေပြင်းမှာအန်ဆွဲကြီးအတွင်ဟာနေပြန်ထွက်လာနိုင်ခဲ့ပါ रे ဘလို့လဲမေပြင်းကြောက်ရလာခဲ့လားမေပြင်းကကပိုက်ဆောင်မှာထည့်ထားတဲ့ကြောက်နှလုံးကိုထုတ်ပြလိုက်ပါ रे အဲ့ခါမှသာမမကြီးနဲ့ဥပိုတူမှာတပ်ပြင်းပြိုင်နူချနိုင်ကြပါ रे မေပြင်းကလည်းချစ်ပြက်လက်ပြထိုင်ချလိုက်ပြီဒီနေရာမှာကြောက်ကိုဒီလောက်ပင်ပင်မမန်းရှာဖွေစားတော့ရမယ်ဆိုတော့ဒီကြောက်ကိုစားအောင်မစားပါဘူး စပိုးဆောင်အတွင်မှာလူတွေကရှီမောလိုက်ကြပါတယ်။ဒါပေါ်မဲ့ပြင်အရိုးဆိုင်မှာရှိတဲ့ဟင်းအမီလျာတွေနဲ့ပဝင်ပစ္စည်းတွေဆိုတာနည်းနည်းရရပစ္စည်းတွေသုံးထားတာမှမဟုတ်တာ။အကောင်စားထိတ်တန့်ပစ္စည်းတွေကြီးသုံးထားကြအဖိုးတန်တာပေါ့။ထို့ညမှာတော့နမင်းကြီးတွေရဲ့စားတောက်ပွဲကိုကျင်းပကြပါတယ်။နမင်းကြီးတွေကကိုရောင်ကိုပါတောက်ပနေကြပြီးအလွန်စမ်းကြတဲ့အဝတ်အစားတွေကိုလည်းဝတ်ဆင်ထားကြပါတယ်။သို့တော်လေနမင်းကြီးတွေကအခြားသူများကဲ့သို့အစားအသောက်မလိုကြပဲနဲ့ရမကတမျိုးကိုသာတောက်သုံးကြပါရဲ့ အစားအယာမှာလည်းဥပိုးတပြင်ဆင်ပြီးရဲတလုံးစာခန့်ရှိရဲမုတ်ကလေးများကိုသာစားတော့ကြပါရဲ့သူတို့တောင်းနေရပါရလေအဲ့ဒါတာရင်သာနဲ့ပြည်ကကတိပင်အပွင့်နဲ့ဖောက်ထားတဲ့နေရမက တမျိုးဆိုပဲအလွန်စည်းကြီးတယ်လို့တိတ်တိတ်တခုနဲ့လည်းပြီးပြည့်စုံနေဆိုပဲတဖြင့်ဟိုမုတ်ကလေးတွေရောအဲ့ဒီမုတ်ကလေးတွေကမုတ်ပေါင်းတစ်ထောင်လို့ခေါ်ကြတယ်မုတ်သေးတဲ့ဆိုပြီးမဲ့မုတ်မျိုးပေါင်းတစ်ထောင်ရဲ့ရနဲ့အရသာနဲ့အကျိုးအာနိသင်တွေပါဝင်နေအောင်အဲ့ဒီမုတ်တစ်ထောင်စားရတာမုတ်မျိုးပေါင်းတစ်ထောင်စားရတယ်လို့အရသာထူးကဲလှတယ်တဲ့ မဲပြင်းကပါဇက်ကိုတက်လိုက်ပြီးစားကြံလိုက်တာအိမ်မို့စားဖို့ဆိုရင်တော့မင်းဒီမှာနှစ်ပေါင်းတစ်ထောင်လောက်ကျွန်ခံရမယ်ဆိုရင်တော့မစားလို့မထင်ဘူးဟေ့မနက်မိုးလင်းကလေးမှာနက်စီနမောင်းနေတီးဆိုကြပြီးတော့နမင်းနေအရှူရှူပြန်သွားကြပါရဲ့ဟောနန်းစားတော့ဆိုင်ကြီးကလည်းပိတ်ချိန်နေပြီမို့လို့စားတော့တဲ့ခက်ကျဲကျဲသားရှိပါရဲ့မဲပြင်းမဲဘူတုခေါ်နေအဲ့စကားကိုကြားရကြမဲပြင်းမှာစပိုးဆောင်အတွင်ကိုပြေးဝင်လာခဲ့ပါရဲ့အတွင်ကိုရောက်ရောက်ချင်မှပဲဘူတုကမဲပြင်းကိုလင်မန်းကလေးကိုလှမ်းထုတ်ပြီး မမကြီးစီကိုဆေးရသွားပုတ်ပြရမယ်။ဒီနေ့ရောသွားအောင်ပါပဲလား။သူ့ကိုနာမည်မှတ်ပြီးပြီလေ။ဘာကြောင့်လဲတော့မသိဘူး။မမကြီးကဒီနေ့လည်းမင်းကိုပဲအပုတ်ခိုင်းမှာလို့မှားထားခဲ့တာ။ကဲနောက်မကြခဲ့သွားပို့လိုက်အောင်။မေပြင်းကဆေးရလေမန်ကလေးကိုကင်ကားထွက်လာခဲ့ပါရဲ့။အခန့်တကာဝါစီကိုရောက်တဲ့အချိန်မှာပဲတကားမှာအလွန်လွန်ပွင့်သွားပါရဲ့။ဒီနေ့တော့မနေ့ကထနေနေစောပါလား။မေပြင်းဆေးရပန်းလှမ်းပေးပြီးပြန်ထွက်မယ်အလုံးမှာအခန့်တကာကြီးကပတ်ပြေးနေပြန်ပါရဲ့ ။မဲပြင်းကြမမကြီးစီကိုလှမ်းကြည့်လိုက်တဲ့အခါမှာမမကြီးကစပွဲကောင်မှာအတင်ထိုင်နေ။ဒီတိုင်းပြန်တော့မလို့လား။အေးတပွဲတလန်းတော့တော့ဆော့သွားပါဦး။မဲပြင်းမှာညင်းဆန်လို့မရမှန်းသိလိုက်တာကြောင့်မမကြီးရဲ့အရှိထိုင်ကောင်မှာထိုင်ချလိုက်ပြီးကျွေရကစားပွဲကိုအတူတူဆော့ကစားကြပါဦးရဲ့။ဟုတ်ကဲ့ပါရှင်။ဒီနေ့တင်ဆက်ပေးသွားတဲ့အပိုင်းလေးကိုနားဆင်ရတာပရိသတ်တို့အနေနဲ့သဘောကျနေတယ်လို့မျှလင့်မိပါရယ်။ နောက်ပြတင်ပါလေကြန့်ရှိနေသေးတဲ့အပိုင်းစက်လေးတွေကိုစင်စမပြတ်တင်ဆက်ပေးသားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel လေးကိုစောင့်မျှော်နားဆင်ဖို့လေးမမေ့ကြပါနဲ့ဦးနော်နားဆင်အားပေးခဲ့ကြတဲ့ပရိသတ်ဦးတယောက်ချင်းစီတိုင်းကိုလေကျေးဇူးတူပဲတင်ရှိပါရရှင်